င်္ဂလာပါရှင်ရာသီဆောင် channel ကနေပြောပရိသတ်များအားလုံးကို ပြန်လည်ပြောကြိုဆိုပါတယ်ရှင်ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူကျိုးရင်တီကန့်ဘလူရှိတာထားတယ်ရန်ညိုးဖွဲ့ကဝေးဆိုရယ်ဇလန်လေးရဲ့အပိုင်း၃ကိုတင်ဆက်ပေးသွားကြပါမယ်အပိုင်း၃ကိုနားမစင်ခင်မှာတော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဒါဆိုရင်ဇလန်လေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်ဥပစင်အသက်မခံရမီနှစ်ရက်အလိုဝ ရွာလေဖုံးကြီးเจ้าမှာအလူရှင်တကာတကံမာရီအစုံလင်ရောက်နေကြတယ်။ကျောင်းဆောင်ထက်မှာအားလုံးဟာကျောင်းထိုင်ဖုံးကြီးရဲ့တရားတော်ကိုနားကြားနေကြခြင်းဖြစ်တယ်။ဒီချိန်ရှေ့ဆုံးမှာထန်နေတဲ့ဦးပါစင်အနီးမှာတော့ဇနီးတွေတော်ခင်မရှိသေး။တော်ခင်ဟာအစောပိုင်းတရားမချခင်နေကကျုပ်အပေါ်သွားမယ်တော့အဲ့လိုဆိုပြီးဦးပါစင်ကိုခွင့်ချောင်းပြီးတော့ထွက်သွားခြင်းဖြစ်တယ်။အခုထိတော်ခင်ပြတ်မလာသေးပြီ။ဒီချိန်ဖုံးကြီးကျောင်းတွင်ရှိ ကြာကန်နေပေးမှာတော့ဘာလို့ဒေထီလိုက်လာရလဲမောင်ရဲ့တော်ကြဟိုအဖိုးကြီးမိတော့မှာဖြစ်ကွယ်မင်းစိတ်တရားတော်ခင်ကို သူ့ရင်ခွင်နဲ့ထဲ့ကပွေဖက်ထားတယ်ဟာမမလေအဲ့ဘိုးတော်ကြီးနဲ့ကြွားရှင်းမယ်ဆိုတာကုတီမရှင်းသေးဘူးလားဗါလဲကျွန်တော်ရှင်းပေးရမှာလားနောက်ပြီးတော့ကျုပ်မမနဲ့မခွဲကျင်တော့မမရာအဲ့ဒါမမဘက်ကမမြန်စီစဉ်တော့ဗျာအိုးဖြည်းဖြည်းပေါ့မောင်ရဲ့ တော့ကြလူတွေရှိမိကုန်ရင်မမတို့စီစဉ်သမျှပြက်ကုန်မှာပေါ့ကွယ်မမလည်းဗျာမင်းစိန်နဲ့တော်ကင်တို့ဟာအိုဘစင်ရဲ့နောက်ွယ်မှာဖောက်ပြန်နေကြလေလူတွေအားလုံးចောင်းဆောင်ထဲမှာရှိနေခြင်းမင်းစိန်နဲ့လာရောက်ကချိန်တွေ့နေကြခြင်းဖြစ်တယ်ကဲမောင်မမသွားတော့မယ်တော်နေဘိုးရွာရိပ်မိနေပါအောင်မင်းမလေခဏရှင်နေသေးရအောင်ဒါနဲ့ကျွန်တော်ပတ်စံလို့ရဲအဲ့ဒါမမ မင်းစင်အပြုံးတစ်ချက်နဲ့ဒေါခင်ကိုပြောလိုက်လေရောအကြောင်းတည်ရဲ့ဒေါခင်ဟာအခုတော့မမပဆန်ပါမလားဟုတ်လေကဲရော့ဒီလက်စုပ်သာယူသွားလိုက်နော်မင်းစင်လက်စုပ်ကိုကြည့်ရင်မမဘိုးတော်ကြီးကမင်းဘယ်နဲ့ပြောမလဲအဲ့ဒါမမကိစ္စပါကွာအခုတော့မမသွားရမယ်နော်မင်းစင်အနီမှာထွက်သွားဖို့ဒေါ်စင်ထားရလိုက်တယ်ဒီကမင်းစင်ကလည်းထားရလိုက်ပြီမမဒေါ်ခင်ကိုမင်းစင်က သူ့ရဲ့ပါစီနဲ့ညို့ထိုးပြလိုက်လေတော့ဒေါခင်ကလည်းမင်းစိန်ပေါင်းနမ်းပြရနဲ့ချက်ချင်းထွက်သွားတော့တယ်မင်းစိန်ကတော့ကြောင်တော့ပေါင်းမှပြန်သွားခဲ့တယ်။ကြောင်ဆောင်ဘောတက်ဖို့ပြင်နေရဲ့ဒေါခင်ရုတ်တရက်နောက်ကိုလဲကြည့်လိုက်မိလေရာအမလေးသူ့ကိုစိုက်ကြည့်နေရဲ့မိပြို့ကိုတွေးလိုက်ရချင်းမှာဒေါခင်ထိတ်လန့်သွားတော့တယ်သူကိုယ်တိုင်စိတ်မလုံးသလိုဖြစ်လာပြီးကြောင်ဆောင်ဘောကိုပြန်အတက်မှာအမလေးတော့ဒေါခင်လေကတိမှာခြေချော်ပြီးလဲကြသွားခဲ့တယ် ဒေါကင်းရဲ့အော်တန်ကြောင့်ကျောင်းစာပေါ်မှာလူတွေဒေါကင်းစီအပြေးလာခဲ့ကြရတယ်။ထိုသူကထိုနဲ့အလုံးရှုံနေစဉ်ဥပစင်ကဟိုကလေးမှာညရလူကြီးတယောက်လဲကြတာကိုမထူပေပဲကြည့်နေရလားဟ။ကျောင်းစာအောင်မှာရက်ကြည့်နေရဲ့မိပြုတ်ကိုအော်လိုက်ခြင်းဖြစ်တယ်။မိပြုတ်ကလည်းဥပစင်ကိုပြန်ပြီးကြည့်ကနှက်ခမ်းထက်မှအပြုံးတပွင်နေ။သူ့ဘာသာသူမလုံလို့လဲတာ။ကျမထူပေးစရလား။ဘာကွယ်။ဥပစင်မိပြုတ်ရဲ့စကားကြောင့်ဒေါသထွက်သွားတယ်။ ဒေါခင်ကတော့ထုတ်ပြောလိုက်ရင်ဆိုပြီးစိတ်မလုံစွာကြောက်လန့်နေရှာတယ်။ကြောက်လန့်လုံလို့ချွေးစည်းရီနဲ့မျက်နှာအထက်ပြည့်နှံ့နေခဲ့တယ်။ဟဲ့တကာကြီးနဲ့မိပြူပြန်ဖြစ်မနေကြပါနဲ့ကွယ်။ကဲကျောင်းဆောင်မပြန်တက်ခဲ့ကြတကာတကမတို့တကမလေးမိပြူကဆရာတော်သုံးဖို့ရေးလာခတ်ပေးတာမလား။ကျောင်းနိုင်ဆရာတော်ကမိန်လိုက်လို့တော့တင်းမဗျာတပည့်တော်မှရေခတ်လို့ပြီးပါပြီဖေ။ဒါကြောင့်တပည့်တော်မှပြန်မအောင်မယ်ဖုံဖုံ။အေးကွယ်သာဓုသာဓုသာဓု။ ဟဲ့တက်ဖို့သွားဒကမာလေးကိုမပြောသေးနဲ့မုံနေထက်ပေးလိုက်ဒကမာလေးခဏစားအောင်နော်တက်ဖို့လာပေးလိမ့်မယ်တင်းမဗျာဆရာတော်ကမေပြို့ကိုမေ့ပြီးနောက်ចောင်းဆောင်ပေါ်ကို ပြန်တဲသွားတော့တယ်ဥပါစိန်တို့အဖွဲလေဆရာတော်နဲ့မလန်မကန်မှာလိုက်ပါသွားကြတော့တယ်ကျန်ရခဲ့တဲ့မိပြူကတော့သူတို့ရဲ့နောက်ကျောပြင်ကိုကြည့်ကပြုံးနေလေတော့တယ်။တက်တာလာခင်ဦးပါစိန်ဖုန်ဒီကျောင်းမှာအပြန်လဲမှာဇနီးတဲ့ဒေါခင်ကိုမေးလိုက်ခြင်းဖြစ်တယ်။ ဒေါခရအနှဲငယ်နာကျင်နေရဲ့သူ့ဒူကောင်လေးကိုလှမ်းကြည့်ရင်တက်တာပါတယ်ကိုပါစင်ရဲ့နည်းနည်းတော့နာနေသေးရပေါ့အေးပါကွာအိမ်ရောက်ရင်တောလျှောက်လင်းစေးလို့ပြီးတော့တေချာနှိပ်ပေးပါမယ်အခုတော့ဖြည်းဖြည်းလျှောက်အောင်အင်းမတော့ကျုပ်ဖြည်းဖြည်းလျှောက်ပါမယ်ဥပစင်ဟာအသက်ဖြင့်90ကျော်အရွယ်ဖြစ်ပြီးဒေါခင်ကတော့40ကျော်အရွယ်သာရှိသေးရဲ့သူတို့နှစ်ယောက်ရဲ့အိမ်တော်တက်တန်းဟာဆိုရင်တော့15နှစ်မြောက်ရှိကြလိမ့်ပြီအိမ်တော်တက်တန်းကြပြီးဖြစ်ပေမဲ့ အလှပါမတဲ့တော့ခင်ဟာအကိုတီကလေးမယူလို့သေးပြီသူတို့မှသာသမီမရှိကြသေးဒီထဲမှာတော့ခင်ဟာမင်းစိန်နဲ့ဖောက်ပြန်ကဥပစိန်ကိုပွာရှင်းပြက်စဲဖို့နှီးရနေခဲ့တယ်ဒီเจ้าကိုဇနီးကိုချက်လွန်နေဥပစိန်ကတော့မသိရှာဥပစိန်မိဘတွေဟာသူ့ကိုငွေတိုးချေးရဲ့လုပ်ငန်းကိုအမွေပေးခဲ့ကြတယ်အပောင်ပစ္စည်းတွေကိုပါလက်ခံကတောင်ကြီးရွာရဲ့တထေးလိုပင်ဆိုရမယ်ဒေါခင်ရအဲ့ဒီအချက်ကြောင့်သူရမယ်ဝေစုကိုလည်းလက်လွတ်ရမှာကိုစိုးရိမ်နေ ။နောက်တစ်ဖက်မှာပြင်သူ့ကိုတွန်းအားပေးနေတဲ့မင်းစိန်ကလည်းရှိနေသေးပြီ။ဒေါ်စင်အကြက်ရိုက်နေခဲ့ရတယ်။နောက်ဆုံးမှာတော့ယုံညံတဲ့အကြံတွေကိုတဖြည်းဖြည်းအကောင့်ထဲပေါ်ပို့ရန်သာဒေါ်ကင်ဆုံးဖြတ်လိုက်တယ်။အဲ့ဒီကြံကမင်းစိန်ရဲ့ပေါင်းကဥပါစင်ကိုတတ်ဖို့ဖြစ်တယ်။ကဲခင်ရှေ့ရအရေးအမှခဏထိုင်ရအောင်လေ။နောက်ပြီးမှအိမ်ကိုပြန်ကြတာပေါ့။သူတို့နဲ့မလန်မကန်ရှိနောက်ညိုပင်ကြီးကိုညွန်ပြကပြောလိုက်တယ် ။ရောင်ညိုပင်ရိတ်စီရောက်လာကြတော့သူတို့ထဲဦးစွာရောက်နေသူဟာရှိသေးရဲ့။အဲ့သူကမေပြိုပြတဲ့။ဥပါစင်ဟာမေပြိုကိုတွေ့ပြီးအမင်းမကြီးစွာကြောပေးအနေနဲ့အပင်အောက်မှာထိုင်ချလိုက်တဲ့။ဥပါစင်နီတူတော်ခင်ကလည်းကြောပေးကထားလိုက်တယ်။ဒါပေမဲ့တော်ခင်စိတ်ကတော့သူတို့ဖုံးခွဲထားတဲ့ကိစ္စကိုမေပြိုဖွင့်ပြောလိုက်ရင်ဆိုတဲ့စိတ်နဲ့မလုံးမလဲဖြစ်နေခဲ့တယ်။မေပြိုကတော့ကြောပေးထားတဲ့တော်ခင်ကိုစိုက်ကြည့်နေခဲ့တယ်။ဒီလိုမေပြိုစိုက်ကြည့်နေစဉ် မေပြုတ်ပက်စီကိုကောင်းလဲလာတဲ့ဥပစင်နဲ့မျက်နှာချင်းစာမီးလေရာဟဲ့ကလေးမညီငါမေမကိုဘာကြောင့်စိုက်တည်နေရတော့ဟင်ဥပစင်စကားကြောင့်ဒေါကင်အံ့ဩသွားတဲ့အတွက်နှုတ်မအတန်ထွက်လာပြီးမေပြုတ်ဘက်ကိုလှည့်ကြည့်လိုက်တယ်ဟမ်သူ့ကိုကြည့်ရမဟုတ်ပါဘူးဒေါကကြီးမခဏအတွင်းဖြစ်ပျက်တော့မယ့်အကြောင်းအရာတွေကိုကြည့်နေရပါဘာလို့ပြောနေရလဲညီငါမေမကိုကြည့်နေတာငါမျက်စိနဲ့တွေ့ရတာကိုအယူစကားလာပြောနေရလား ဒီကောင်မကတော့တော်တော်ရိုင်းတာပဲမေပြိုကသူစကားကိုဟာတိုင်ရီမောလိုက်လေတော့ဥပစိန်ဒေါသထွက်သွားလေရဲ့ထိုးစင်းမှပင်မေပြိုကမြေပြင်ပေါ်မှချက်ချင်းဆိုသလိုထားရလိုက်ပြီးသူ့ကိုယ်ပေါ်မှာတင်ကြံနေရဲ့မြေမုံတစ်ချို့ကိုလက်နဲ့တတ်ချလိုက်တယ်အဲ့ဒီနောက်ဥပစိန်ကိုစိုက်ကြည့်ရင်ရှိနေတဲ့အချိန်မှာအရရကိုကယူစိုက်တဲ့အောင်နေပါဥပစိန်နောက်တစ်ခုကအနည်းဆုံးလူဟာအမှန်ကန်ဆုံးရန်သူပဲဖာပြောတယ်မြေပိုင်ပြောနေရလား နောက်တစ်ပံဒေါ်ကင်ကိုမေဖြူကတစ်ချက်စိုက်ကြည့်ကပြောလိုက်လို့ဒေါ်ကင်ဆက်ဆက်ထိမကန်ဖြစ်သွားခဲ့တယ်။ဒေါ်ကင်ကတော့ဒေါ်တာတလက်လက်ဖြစ်သွားပြီမယ်။မေဖြူကတော့သူတို့ကိုကြောက်ခိုင်းကထွက်သွားခဲ့လေပြီ။ဥပါစိန်ကတော့ဘာမှနားမလည်ရှာခဲ့ပြီ။ဥပါစိန်အသက်ခင်ရမင်းညကကိုပါစိန်ထမင်းစားကြမလို့တော့မိုးလည်းချုပ်နေပြီ။ဒေါ်ကင်ကအရင်ပြင်စပွဲမှာထိုင်နေတဲ့ဥပါစိန်ကိုလှမ်းခေါ်လိုက်တယ်။နေပါအောင်ခင်ရဲ့ငါတို့ကြောတာပြင်မြောက်တယ်ဟုတ်ကွာ။ ဒီကောင်တဖက်ရွာကိုအတိုးတော့တောက်ခိုင်းတာဒီကောင်ဘာလို့ကုတိမရောက်သေးလဲမသိဘူးကွာအော်ကြောတာပြောခဲ့တယ်ကျုံမေ့နေလို့တော့သူပြန်လာမိုးချုံရင်အဲ့ရွာသူ့တင်ငယ်ချင်းစီညအိမ်မှာပြောတယ်ဟေးမင်းရလေဆော့ဆော့ပြောပါလားခင်ရဲ့ကျုပ်ကဒီကောင်တခုခုဖြစ်မှာဆိုလို့စောင့်နေရတာကွာကဲပါကျုပ်ကပြောပြပြီပဲလာလာထမင်းစားကြစို့ကြောတာဆိုတာဥပစင်ရဲ့တူရဲတော့တူတော်မှာဖြစ်တယ်သူမိဘတွေနဲ့ခွဲနေကဥပစင်ထံလာနေခြင်းဖြစ်တယ် ကြော်တာရှိနေရကဥပစင်အတွက်အထောက်ကူဖြစ်ပြီးရဲ့ဒါမဲ့ကြော်တာကိုအလိုမကျသူကရှိနေသေးရဲ့အဲ့သူကဒေါခင်ပဲဖြစ်တယ်ကြော်တာရှိနေလို့သူ့လုံးမဲ့ကိစ္စတွေအနောက်ရှက်ပြီးမှကိုဒေါခင်ရဆိုရင်နေရဲ့ဒါကြောင့်ကြော်တာပြန်လာမဲ့လမ်းမှာလုံးကြံဖို့မင်းစိန်ကိုပြောထားခဲ့တယ်ဒီချိန်တည်းကြော်တာတယောက်ပြန်မရောက်လာတာကမင်းစိန်တို့လက်ချက်ကြောင့်ဖြစ်မယ်ဆိုတာဒေါခင်သိလိုက်ပြီးသူ့အကြံတွေစတင်ဖို့ဆုံးပြလိုက်တယ်ကဲထဲစားပါကိုဘစိန်ရဲ့ တော်ကြိုက်မယ်ထင်လို့ချက်ထတာလေးစတားဟင်းရကမောကြီးရဲ့ကြော်ထတာလေးရောစားမကောင်းလားတော့တော်ခင်ထက်ပြီးသမ ्या ကိုဥပစိန်စားနေနေစားပါတယ်ခင်ဟာခင်ရောစားလေကျုပ်ကဘိုင်မကောင်းခြင်းဟုတ်တော့အဲ့ဒါကြောင့်ဆံပြုတ်လေးပဲစားမလို့လောက်ထတာဟမ်ခင်နေမကောင်းလားဥပစိန်ထမင်းစားနေမှာဇနီးတဲ့စကားကြောင့်စိတ်ပူသွားတယ်နည်းနည်းပါကိုပါစိန်ရဲ့စားပါစားတော်စားပြီးမှကျုပ်ဆံပြုတ်တော့ရတော့မှာအော်အင်းအင်းအင်းဒါဆိုမြင်မြန်စားပါမယ် ဥပစိန်ထမင်းနဲ့ဟင်းတွေကိုကုံအောင်စားနေတော့တယ်။ဥပစိန်အိမ်နေရင်ညကစားထားတဲ့အစာတွေကြောင့်ဘိုက်တွင်းမှာနာလာပြီးအိမ်သာသွားဖို့ထားလိုက်တဲ့နဘေးရှိအိပ်ပျော်နေရတဲ့ဇနီးကိုမနှိုးစေဖို့အသာလေးထက်ကအိမ်သာစီထွက်လာခဲ့လိုက်တယ်။အိမ်သာစီသွားဖို့လမ်းကိုလည်းအရောက်အိမ်စီကိုပြန်ကြည့်လူရိတ်တစ်ခုကိုဖျက်ခနဲ့အိမ်တွင်းတနေရာစီမှာမြင်လိုက်ရလေတော့တယ်။ဟာတခုတ်ကတည်းထင်ပါရဲ့ခင်ဗျာအိမ်ညာဒုက္ခပဲ။ ဇနီးတဲ့အတွင်းစိတ်ပူကအိမ်သာသွားခြင်းနဲ့စိတ်တွေပျောက်ကွယ်သွားတယ်။အဲ့နောက်အိမ်စီကိုအသာပြောင်းဝင်လာခဲ့တယ်။အိမ်အတွင်းလူရိတ်ကိုရှာဖွေနေနေ။အမလီကိုပါစိန်ကြောက်ခဲ့ပါအောင်။ဟင်ခင်ဒေါခင်ရဲ့အတန်းကြောင့်ဦးပါစိန်အခန်းစီကိုအပြေးဝင်သွားလေရော။ညနေပုံးဆိုထားတဲ့လူတယောက်ကဒေါခင်ရဲ့လက်ပင်ကိုဓာတ်နဲ့ထောက်ထတာကိုတွေ့လိုက်ရတယ်။မင်းမင်းဘယ်သူလဲ။ငါမိမကိုအခုလွတ်ပေး။မင်းဘာလို့ကျန်တာလဲပြောလိုက်ငါပေးမယ်။တိတ်ဆန်ခမရကျုပ်ကိုလိမ့်မှုမစိုးစားနဲ့။ ခမရမိမကိုလှုပ်ပေးလိုက်ရင်ကျုပ်ကိုအော်ဖမ်းမယ်စဉ်းစားနေရကျုပ်မသိဘူးထင်လားမဟုတ်ပါဘူးကွာမင်းသာငါမိမကိုဘာမှမလုပ်ရင်ငါမင်းစိတ်တာပေးမှာပါငါမိမကိုသာလှုပ်ပေးပါကွာပေးတာပဲလေဒါမှမဟုတ်အခုတော့မလှုပ်ပေးဘူးခမရဘေးဖယ်ပေးဥပစိန်ကိုဘေးဖယ်စီပြီးတော်ခင်ကိုလဲနောက်ပြန်အနေထားနဲ့အခန်းတွင်မှခေါ်ထုတ်သွားတယ်အခန်းမြေကိုရောက်လေမှာသွားဒေါခင်ကိုဥပစင်စီကိုတွန်းထုတ်ပေးလိုက်တယ်ဒီကဥပစင်တတိမထားမိရာက တောက်ခင်းရဲ့လက်တွင်ဓာတုတလက်ပါလာတာပင်ဖြစ်တယ်။တွန်းထုတ်ခံလိုက်ရတဲ့တောက်ခင်းမှာဥပစင်ပွေကဖမ်းလိုက်စဉ်သူ့ဝမ်းပိုက်စီမှာ ပုကနေဖြစ်သွားတာကိုတတိထားလိုက်မိရဲ့။ဒါကြောင့်ဝမ်းပိုက်စီကိုကြည်လိုက်လျော့ဓာတလက်အားထိုးဆိုင်ထားတဲ့လက်တစုံကိုမြင်လိုက်ကြလျာ။ဟင်ခင်ခင်မင်းမင်းကောဥပစင်စကားကိုတောက်ခင်းနာမထောင်ပဲတက်မှန်ပြီးဓာတ်ကိုသုံးချက်စင်ကအစမပြတ်ထိုးစားလိုက်တယ်။ဥပစင်နာကျင်မှုတွေကြောင့် ကျမ်းပြင်ပေါ်လဲကျသွားပြီးအသက်ကိုဖြည်းဖြည်းသာရှုပ်ရှိုက်နေရင်မျက်လုံးပွင့်ရတာပင်ငြိမ့်သက်သွားတယ်။ဒီလိုအသက်မြင့်သွားတဲ့ခန္ဓာကိုယ်အတွင်မှဝိညာဉ်ဟာကျမ်းပြင်မှာထားရလိုက်ပြီးသူ့ဝမ်းပိုက်ကိုကင်တာတန်တော်ကြည့်နေခဲ့ကြရတယ်။နောက်ဆုံးမှာတော့သူ့ရဲ့အသက်မြင့်နေတဲ့ခန္ဓာကိုယ်ကြီးကိုတွေ့သွားရှာတယ်။အဲဒီခန္ဓာကိုယ်ကြီးကို အပြုံးနဲ့စိုက်ကြည့်နေရဲ့ဇနီးတဲ့ဒေါခင်ကိုမင်းငါ့ကိုတတ်တယ်။မင်းငါ့ကိုဘာလို့တတ်တာလဲမင်းမယုတ်မင်းပြောစမ်း ။ငါကြည့်ချင်းယူကြုံမရခြင်းတွေနဲ့အတူဒေါခင်ကိုစိုက်ကြည့်ပြောလိုက်တယ်။ဒါပေမဲ့သူ့စကားကိုဒေါခင်မကြဘူး။ကဲ။မောင်ရီ။ကိစ္စတော့ပြီးသွားပြီ။မမတို့အငိုဆက်သွင်းဖို့ပဲကြံတော့တယ်။ဒါဆိုစကြတာပေါ့မမရ။မင်းစိန်ခေါင်းစုပ်ကိုချွတ်နေရင်ဟာတိုက်ရီမောလိုက်လိမ့်မှာ။ဟမ်။မင်းစိန်။ဒါဆိုနေနဲ့ဒီကောင်ခွေးဆက်ခင်မင်းငါ့ကိုတတ်ကြတာပေါ့လေ။ဥပစာရင်ကျမ်းမြင့်ဘော်ကိုထိုင်စားလိုက်တာ။ အသက်မက်နေတဲ့သူခန္ဓာကိုယ်ကြီးကိုစိုက်ကြည့်နေရှာရတယ်။ပြီးနောက်ဒေါခင်တို့လုတ်သက်မြကိုစိုက်ကြည့်ရင်မကျေနပ်ဘူးငါမကျေနပ်ဘူးပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တယ်။ဆာရဲသူကျိုးရင်တီကံဘလူရှိတာထားတယ်။ရန်ညိုးဘွက်ကဝေးဆိုတဲ့ဇလန်လေးရဲ့အပိုင်း၃ကတော့ဒီမှာတင်ပေးပါပြီ။တော်တာရှင်တို့ရဲ့ဝေဖန်စာအကြံပြုစာဓမ္မမဟုတ်ကိုပိုင်တွေးကြုံကြရတဲ့ဖိယမန်ဇလန်ကိုပြောကြားလိုပါကလည်းအောက်ပါ Telegram နဲ့ Facebook Page မှာတဆင့် ရေးသားပေးဖို့နိုင်ပါရဲ့ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။